အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တင်ကြနေရဲ့ဒီဇင်ဘာလ17ရက်နေ့ UDC စုံသက်ဆက်ပြောမှာဖြစ်ပါတယ်ဖလာနာဂျီယူအထက်တန်းကြောင်ရှိရင်းနှီးစစ်ကော်မရှင်တပ်သားတွေပူးပေါင်းပြီးအံတော်လာလာပြည်သူတွေကိုတာစီစစ်ဆေးရေလောက်ဆောင်နေကြပါတယ်မော်နင်ဂမ်မှာကလေးသူငယ်၅တန်းအပါလူဦးရေ16တန်းကျော်ဟာ2016ခုနှစ်မှာဒုတိယဆန္ဒမှုအကူအညီလိုအပ်မယ်လို့ခန့်မှန်းထားပါတယ် အနာသိမ်းပြီးနောက်လေးနှစ်ကျော်ကာလအတွင်းနိုင်ငံတော်မှအယက်သားဈေးဦးနှင့်အထက်အစုလိုက်အပြုံလိုက်တစ်ဖက်ခံရမှု95ဒိန်ထပ်မင်းရှိခဲ့ပြီးစုစုပေါင်း1862ဦးထပ်မင်းသိမ်းဆုံးခဲ့ရလို့ ISP မြန်မာကထုတ်ပြန်လိုက်ပါတယ်စကုံမရှင်ကြောင့်ဘီဘာယင်းနီမြုံနံမှုအစပေါင်း20ကျော်ထိုးစံသွားပါတယ်။စားရတဲ့တဲ့နေကိုတက်ဆက်ပြရမှာပါ။ကျမတို့အစစင်းတက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ ကျွန်တော်မျိုးစုံလန်ပါလနာချေရွာအထက်တန်းချောင်းရှိရေးနေစစ်ကော်မရှင်တပ်သားတွေပူပေါင်းပြီးလွန်တော်လန်လပီသူတွေကိုတာစီစစ်စေရလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်။စစ်ဆိုင်ကတိဆက်ပေးမှာပါ။ဒီကနေ့မနက်ပိုင်းကနေစပြီးလမ်းဘေးတစ်ဖက်စီမှာရဲနဲ့စစ်သားတွေ၁၀ယောက်ဝန်းကျင်လောက်စောင့်ချက်ပြီးသူတို့မတိန်ကာသူတွေလို့ယူဆရတဲ့လမ်းတော်လန်လပီသူတွေကိုတာစီစစ်ဆေးနေရလို့ပြည်သူတို့ကမရှင်းတဲ့တဲ့ချန်နယ်ကိုပြောပါရတယ်။ ဒါအပြင်ဆိုင်ကယ်တမားတွေကိုတော့ဆိုင်ကယ်ထိုင်ခုံအဖုံးဖွင့်စစ်ဆေးတာအပြင်ဆိုင်ကယ်တစ်စီးမှာလူ၂ယောက်စီးသူအများစုကိုလည်းတားဆီးစစ်ဆေးနေတာကိုတွေ့ရှိရတယ်လို့အထက်ပါပြည်သူရဲ့ထပ်မံပြောပြချက်အရသိရတာပါလန်နာပြည်သူအချို့ရပြောပြချက်အရပါလနာအထက်တန်းကျောင်းအနီးလမ်းဆောင်နေရာမှာရဲနဲ့စစ်ကော်မရှင်တပ်သားတွေပူးပေါင်းပြီးနေရချားတဲ့ကြိမ်လိုစောင့်ကြတာတွေရှိလာတယ်လို့သိရှိရပါတယ်။ဒီဇမလ9ရက်နေ့နဲ့10ရက်နေ့တွေကလည်းအထက်ပါကျောင်းအနီးရဲနဲ့စစ်သားအချို့ရဲဆောင်နေတာကိုတွေ့ရှိရပေမဲ့ ီကနေ့မနက်လိုမျိုးလမ်းသွားလမ်းလာပြည်သူတွေကတော့တာစီစစ်စေးတာမတွေ့ရှိရဘူးလို့လည်းဆိုပါတယ်။ဒါအပြင်နွန်ဘာလ28ရက်နေ့ကလည်းမြင်းချနာမြေဆုံလမ်းပေါ်တောင်နှမ်းတိုက်နယ်အတွင်းကရင်းခေါ်လမ်းခွဲဆယ်မိုင်ကျေးရွာစန်းစာချောင်းအနီးနဲ့လမြန်ကုန်းစင်းတနေရာတို့မှာရဲနဲ့စစ်ကော်မရှင်တပ်သား3ယောက်စီလောက်နေရာယူစောင့်ကြတာတွေရှိခဲ့ပါတယ်။ပလနာအထက်တန်းကျောင်းအနီးလမ်းဆုံနေရာမှာစစ်ကောင်မရှင်တပ်သားတွေမကြာခဏဆုံတို့လို့စောင့်ချက်ပြီးလမ်းတော်လမ်းလာတွေကိုတာစီစစ်ဆေးမြင်းမြန်တာမကြာခဏပြုလုပ်လို့ရှိရလဲဖြစ်ပါတယ် စက်တင်ဘာလအတွင်းကလည်းပလနာချေးဝအထက်တန်းချောင်းအနီးလမ်းဆောင်မှာရဲနဲ့စစ်ကော်မရှင်တပ်သားတွေပူးပေါင်းပြီးရက်ရွာလုံးချုံရင်အတွက်ဆိုတဲ့ကောင်းစဉ်နဲ့တန်တော်လန်လာကားဆိုင်ကြတမားတွေကိုတာစီစစ်ဆေးတာတွေမကြာခဏဆိုသလိုလှုပ်ဆောင်ခဲ့ပါတယ်။ပီတူလူသူအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာတရင်ချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 3993နဲ့တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ မြန်မာနိုင်ငံကကလေးသူငယ်၅တန်းအပါလူဦးရေ16တန်းကျော်ဟာလာမယ့်2026ခုနှစ်အတွင်းလူမှုဘဝကြီးစေရေးလူသားချင်းစာနာမှုဆိုင်ရာအကူအညီနဲ့ကကွေဆောင်ရှောက်မှုလိုအပ်မယ့်လို့2026လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့တုံ့ပြန်ရေးအစီအစဉ်ကခမန်လိုက်ပါတယ်ထရီဇာကတက်ဆက်ပေးမှာပါ အစိုးရကစားရမြမလူသားချင်းစာနာမှုဆိုင်ရာအကြံအတည်ဟာ2026ခုနှစ်မှာဆက်လက်ဆိုးရွားနေဦးမည်ဆိုပြီးလက်နက်တည်တည်ပေးချက်ကိုကုလသမဂ္ဂအဖွဲ့အစည်းနဲ့မိဖက်အဖွဲ့အစည်းတွေကမနေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပရိပခာနဲ့ဘေးအန္တရာယ်တွေကြောင့်ခမန်လူဦးရေ3.6တန်းခန့်အိုးရင်ဆုံးခွာနေပြီးလာမယ့်နှစ်မှာလူသားချင်းစာနာတဲ့အပွဲအစည်းတွေကအထူးခိုက်အလွယ်ဆုံးလူဦးရေ4.6တန်းစီအကူအညီရောက်ရှိစေဖို့ဦးစားပေးဆောင်ရွက်တော်မယ်လို့လည်းဆိုပါတယ်။ဒီရည်အတွက်ဟာ2025ခုနှစ်ကဦးတည်ခဲ့တဲ့လူဦးရေ6.9တန်းအောက်များစွာရွေ့နေကြောင်းကဘာအနက်အချက်အတီတွေများလွန်းတာကြောင့်ကဘာရဲ့အယုံဆိုင်မှုကိုရဖို့ခက်ခဲပေမဲ့မြန်မာနိုင်ငံကလူအချက်တွေဆက်လက်မြင့်တက်နေတာကြောင့်လူအနေတူတွေဟာ ာတိမြင်တွေ့ခံထိုက်ပါတယ်လို့ဖော်ပြပါရှိပါတယ်။ ် HNRP ချမှတ်ထားတဲ့ဥစားပေးမြန်မာရဲ့တုံ့ပြန်မှုအစီအစဉ်အတွက်ကုန်ကျစရိတ်မှာ American Dollar 190တန်လောက်ရှိမယ်လို့ခန့်မှန်းထားပြီး2025ခုနှစ်ကတောင်းခံခဲ့တဲ့ဒေါ်လာ3.4ဘီလီယံအဝယောနေကြောင်းတည်ရပါတယ်။အဲ့ဒီလိုရှင်းချလိုက်ခြင်းဟာကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအကျအတည်နဲ့လက်တွေ့ခြေအနေကိုထင်ဟပြတာနေပြီး area အကျအတည်ကြောင့်အဆိုးရွားဆုံးအခက်အခဲတွေနဲ့အသက်အန္တရာယ်ရှိတဲ့အခြေအနေတွေကိုရင်ဆိုင်နေရသူများအပေါ်အယုံဆိုင်မှုပုံမှုရော့နေစေဖို့သွန်အားပေးလျက်ရှိ တယ်လို့လည်းဆိုပါရယ်ကမ္ဘာတည်တင်းကောင်းကြီးတွေမှာမကြခဏချန်လက်ချင်းခံရတဲ့မြန်မာနိုင်ငံဟာကမ္ဘာအဆိုးရွာဆိုအကြအတီတွေဖြစ်ရနိုင်ငံတွေထဲကတဲ့နိုင်ငံဖြစ်တယ်လို့လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေရရှိမှုအနည်းဆုံးနိုင်ငံလေးဖြစ်နေစေဖြစ်တယ်လို့ဒီရောက်ပါရယ်အရေးပေါ်ရန်ပုံငွေမရရှိခဲ့ရင်လူတန်ပေါင်းများစွာကိုအကူအညီမပေးနိုင်ပဲချန်လက်ချရဖွဲ့ရှိတယ်လို့လည်းလူသားချင်းစာနာမှုဆိုင်ရာဖွဲ့အစည်းများကသတိပေးကြောင်းလည်းပါရှိပါရယ် အဲ့ဒါကြောင့်2026ခုနှစ်အတွက် Asian Navy က2025ခုနှစ်မှာအသုံးပြုခဲ့တဲ့တနိုင်ငံလုံးအတိုင်းအတာအစားမြန်မာနိုင်ငံရှိမြို့နယ်အားလုံးရဲ့တုံးပုံနှပုံကိုသာလွှမ်းခြုံတဲ့အဓိကတက်ရောက်မှုချင်းတစ်ခုဖြစ်တဲ့လက်နက်ကင်ပဋိပက္ခနဲ့ငလင်ကြောင်းထိခိုက်ခဲ့တဲ့ဒေသတွေအပေါ်မှာဒါတိတပ်ဦးစားပေးစီစဉ်ချရတော့လို့တရားပါရင်အမန်တကြီးလိုအပ်နေတဲ့လူရဲ့နေ့တသမ6တန်းကိုအမေရိကန်ဒေါ်လာ250တန်းကုန်ကျစရိတ်နဲ့2026ခုနှစ်မှာအကူအညီပေးဖို့ ဦးစားပေးထားတယ်လို့လည်းဆိုပါရယ်။အနာသိမ့်ပြီးနောက်လေးနှစ်ကျော်ကာလအတွင်းနိုင်ငံတော်မှအယက်သားစီဦးနဲ့အထက်အစုလိုက်အပြောင်းလဲတပြက်ခံရမှု95ကြိမ်ထပ်မနေရှိခဲ့ပြီးစုစုပေါင်း1862ဦးထပ်မနေသိမ်းဆုံးခဲ့ရလို့ ISP မြန်မာကထုတ်ပြန်လိုက်ပါရယ်။စစ်ဆင်ကတိဆက်ပေးမှာပါ။ အဲ့ဒီဖြစ်စဉ်တွေထဲမှာ62ခုမှာစစ်ကောင်ရှင်ကကျူးလွန်ခဲ့တာဖြစ်ပြီးအရတား1986ဦးတွေ့ဆုံးခဲ့ပြီးတော့ကျန်၄ခုမှာတော်လန်ရေးတပ်ဖွဲ့တွေကကျူးလွန်ခဲ့တာဖြစ်ပြီးအရတား89ဦးတွေ့ဆုံးခဲ့လို့ဒီကနေ့ဒီဇင်ဘာလ17ရက်နေ့မှာထုတ်ပြန်ခဲ့တာပါပဋိပက္ခတွေအတွင်းအရတားတွေအပေါ်ကာကွယ်မှုပေးနိုင်စွမ်းအစိုးဆုံးနှိမ်ချနေတဲ့အခြေအနေကိုဖော်ပြနေကြောင်းလည်းဖော်ပြပါရှိပါတယ်2022ခုနှစ်ဖေဖော်ဝါရီလတရနေ့ကနေ2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေဖြစ်တယ်လို့သိရပါတယ် ရန်ကုန်တိုင်းကလွယ်ပြီးနိုင်ငံတော်မှာအရသားတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုတွေရှိနေပြီးတော့စကိုင်းတိုင်းဒေသကြီးက43ကြိမ်နဲ့အများဆုံးဖြစ်တယ်လို့သိရပါဗျ။လက်နက်တမျိုးမျိုးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရခြင်း၊မြေရှုပ်ခံရခြင်းနဲ့လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့်အရသားတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုဖြစ်ရအမျိုးအစားတွေဖြစ်ပါတယ်။ ဒေသုံသူတွေရဲ့59ရာခိုင်နှုန်းမှာလေကြောင်းတိုက်ခိုက်ခံရတာကြောင့်ဖြစ်ပြီးစစ်ကော်မရှင်ဟာမြေပြင်ထိုးစစ်အပြင်တိုက်ခိုက်ရေးရဟတ်ယာဉ် Jet Fighter နဲ့ Drone တွေတုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းအားကောင်းလာသလိုအခုလိုဖြစ်စဉ်တွေနောက်ထပ်ပိုများလာနိုင်ကြောင်းလည်းဆိုထားပါဗျ။တော်လိုင်းရေးတပ်တွေရဲ့ထိန်းချုပ်နေမြေတွေနဲ့စစ်ရေးတင်းမာနေမြေတွေမှာရှိတဲ့ရပ်သားတွေဟာအန္တရာယ်ဖြစ်နိုင်ခြင်းအမြင့်ဆုံးရှိနေပြီးတော့အရန်သားနေအိမ်တွေအပြင်သာသနိကအဆောက်အုံတွေ ဆေးရုံနဲ့စာတင်ကြောင်းတွေပါပြတ်မှတ်ထားခံရတဲ့အတွက်ပဋိပက္ခတွေအတွင်းအရသားတွေအပေါ်ကာကွယ်မှုပေးနိုင်စွာအစိုးရဆုံးနှိမ်ချနေတဲ့အခြေအနေကိုဖော်ပြနေရလို့လည်းသုံးသပ်ဖော်ပြထားပါတယ်။စစ်အနိုင်ရလိုတဲ့ရီမန်ချက်နဲ့တန်တရာအခြေပြုဒုံချုံရေးရှိဆောင်တို့နဲ့အရသားတွေကိုပြတ်မှတ်ထားတာဟာကျူးလွန်ခံရသူတွေတမကကျူးလွန်သူတွေအပေါ်မှာလည်းဆိုးကျိုးရှိကြောင်းသိရှိရပါတယ်။ မြန်မာထားတိုက်ခိုက်ခံရတာကြောင့်အရတားတွေတေဆုံးမှုဥယျာဉ်နဲ့အိုးအိမ်ဖျက်ဆီးခံရမှုမြင့်မားလာနိုင်ပြီးကျွလွန်တဲ့အဖွဲ့အစည်းတွေကလည်းစစ်ရေးရှူဒေါင်းတစ်ခုတည်းကိုဒါအလေးပေးတိုက်ခိုက်တဲ့စစ်အတွင်းရာဇဝမှုကျွလွန်မှုမှတ်တမ်းပိုများလာနိုင်ကြောင်းလည်းဆိုထားပါတယ် မြန်မာနိုင်ငံမှာပြည်ပကလာရောက်ယင်းနီမြုံနှံမှုအစပေါင်း20ကျော်ထူဆန်းသွားရေလို့အမြဲတမ်းညညရေးအစိုးရအညူကြီးကပြောလိုက်ပါတယ်။အညူကြီးကဒီကနေ့ထုတ်ပြန်တဲ့ဗီဒီယိုလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြည်သူ့စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကအဲ့ဒီအချက်ကိုထည့်တွင်ပြောကြားခဲ့တာပါ။ ရတဆိုရလက်ထက်2019-2020ဘန်တာနှစ်တုန်းကတော့ပြည်ပယူနီမြုံနှမှုပမာဏဟာအမေရိကန်ဒေါ်လာ4.6ဘီလီယံတိရှိခဲ့ရလို့ဆိုပါရယ်။ဒါပေမဲ့ဆေအိုစုကနိုင်ငံအနာသိမ်းထားတဲ့2025-2026ဘန်တာနှစ်ကိုလာအတွင်းမှာပြည်ပယူနီမြုံနှမှုကတော့ဒေါ်လာ148တန်းပဲရှိရလို့ဦးနေဘုံလကပြောပါရယ်။ အခက်အခဲတွေကြုံတွေ့နေရတဲ့အချမ်းမက်စီအိုစုဟာပြည်သူလူထုကိုရောမကတဘောပဝင်ချင်းကိုပါဆိုးရွားစွာထိခိုက်စေနိုင်တဲ့မြေဆုံစီမံခန့်ကိုပြန်လည်စတင်ဖို့လှုံ့ဆော်လာတယ်လို့ဘီလာရုစ်လုံနိုင်ငံမျိုးနဲ့လေလက်သွဲပြီးတော့ MOI MOU တွေလက်မှတ်တွေထိုးပြီးအချို့မြတ်တွေရရှိဖို့အဆောင်ရလာတော့ကိုတွေ့ရတယ်လို့သူကဆက်ပြောပါတယ် ပြည်ရဲဒီဇင်ဘာလ10ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ကမ္ဘာ့ဘဏ်ရဲ့အစည်းအဝေးခန်းစာအရတော့မြန်မာနိုင်ငံရဲ့ငွေကြေးဖုံးပွားမှုဟာအချိန်တစ်ခုအထိ20ရာခိုင်နှုန်းအထက်မှရှိနေမယ်လို့ဆိုထားပါတယ်။ငလင်အပြီးပြည်တည်ဆောက်မှုနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကြောင့်ဘဏ္ဍာရေးစင်ခုံမှုတွေဆက်ရှိနေနိုင်ပြီးအင်ဒိုစုတွေဟာလည်းကုန်စည်နှုန်းမြင့်မာတာကြောင့်ငွေကြေးသုံးစွဲမှုအတွက်ခက်ခဲခက်ခဲဖြစ်ရှင်နေရတယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားပါတယ်။အနည်းရကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့ တိမဖွဲရာတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံတန်အရွယ်အစားနဲ့အယောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတက်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓမ္မမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။ မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင် ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံတန်ပြောင်းလဲနေတယ်လို့ မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်သလိုရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ် လူတပ်မြေမြုံမိုင်းမှာမှယုတ်ချီပေါက်ကွယ်မိုင်းနဲ့အစားထွက်လူတပ်မိုင်းဆိုပြီးနှမျိုးရှိပါတယ်။ယုတ်ချီပေါက်ကွယ်မိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတပ်မိုင်းဆိုတာပေါက်ကွဲတဲ့အခါအစာနာဖြာထွက်ပြီးထိခိုက်သူတမကအနီဝင်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးဒိဆုံနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်အရွယ်တာပါ။လူတပ်မြေမြုံမိုင်းတွေထက်အရွယ်စားပိုကြီးပြီး ပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြင်မျိုးမိုင်းတွေကိုမြင်မျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါ။ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြလွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးစစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ အတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်ဥပမာတနတ်နဲ့ပစ်ခတ်တာအမြောက်နဲ့ပစ်တာတိုက်လေရင်ပေါ်တွေကနေပစ်ချတာလက်နက်ကင်တောက်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအတုံးပြုတ်လေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေ လက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအုံပြုတ်သွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့မြေမြုပ်မိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုခြေပြန်းစွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပောက်ကွဲသေးဘဲဆက်ရှိနေရင်လည်းအနေရကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိတ်ဆန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ လက်နက်ကင်ပဋိပက္ခများရက်ဆဲသွားပြီးနောက်တွင်မှာလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကျန်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့သတင်းချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့အထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။